င်ဒါအခုလိုမျိုးတရားမဝင်စစ်ကောင်စီနဲ့အဲဟိုပေါ့နော်ဒီသဘောတူညီမှုတွေလုပ်တယ်ဆိုတာကအကျိုးရှိမှာမဟုတ်ဘူးဆိုတဲ့ဟာကိုအဲကျမတို့အဓိကထားပြီးတော့ဖော်ပြခဲ့တာမစ်ဆူများလုံးမင်္ဂလာပါအခုတစ်ခေါက်မှာတော့ကျွန်တော်တို့ရှစ်တန်းအောင်ဇင်မအောင်ရဲ့ဗရီဘရာစကားတွေကိုနားထောင်ကြည့်အောင်နားခင်ဗျအဲဒီဟိုပါပေါ့နော်သဘောတူညီချက်တွေသဘောတူညီချက်တွေနဲ့ပတ်သက်လို့တော့ကျမတို့ဟိုလာမယ့်အနာဂတ်မှာ အာမခံနိုင်မှာမဟုတ်ဘူးလူလူအစိုးရလက်ထက်မှာပေါ့နော်ဆိုတော့ကိစ္စမျိုးတွေကိုကျမတို့အဓိကထားပြီးတော့ highlight လုပ်တယ်ရေရှည်နှစ်နိုင်ငံဆက်ဆံရေးနဲ့ပေါ့နော်အာမခံနဲ့ဆက်ဆံရေးမျိုးရှိဖို့ဆိုလို့ရှိရင်တော့ဒီပေါ့နော်ဒီရင်းနှီးမြှုပ်နှံတဲ့သူတွေအတွက်ကောမဟာဗျူဟာအာဒီရပေါ့နော်အာမခံနိုင်တဲ့ရင်းနှီးမြှုပ်နှံမှုတွေရှိဖို့ဆိုလို့ရှိရင်ဒါအခုလိုမျိုးတရားမဝင်စစ်ကောင်စီနဲ့အဲဟိုပေါ့နော်ဒီ သဘောတူညီမှုတွေလုပ်တယ်ဆိုတာကအကျိုးရှိမှာမဟုတ်ဘူးဆိုတဲ့ဟာကိုအဲကျွန်တော်တို့အဓိကထားပြီးတော့ဖော်ပြခဲ့တာဖြစ်ပါတယ်။အဲ့တော့ရေရှိမှာတကယ်အဲနိုင်ငံဆက်ဆံရေးနဲ့ရင်းနှီးမြှုပ်နှံမှုကိုတေချာစေခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီအကြမ်းဖက်စစ်ကောင်စီအလွန်ကာလယသအစိုးရများဒီမိုကရေစီနီးကြရွေးကောက်တင်မြောက်ခံရတဲ့အစိုးရတွေနဲ့မှနဲ့မှဒါလင်းပေါ့လေဆက်သွယ်ဆောင်ရွက်ဖို့ဆိုတာမျိုးအဓိကထားပြီးဖော်ပြခဲ့တာဖြစ်ပါတယ်။ဒီရှိတောင်းတင်မှာအောင်ကတကယ်ကိုပြောင်းလဲပြောင်းစားပြန်နော်။ဟိုသမစားပြီးတော့ဟို လူလူကောင်သာကြီးလာတယ်ကနော်တင်မဲချက်ကိုထွေးနေကြီးလာတာပေါ့နော်ဒါပေမဲ့အုံနောက်ကနိုင်ရေကမဖွင့်ဖြူသေးဘူးကျွန်တော်စနိုက်ပါဆွေးရဲ့စကားလေးတွေဆက်ပြီးတော့နားထောင်ကြည့်အောင်ခင်ဗျာဆက်ပေးခြင်းနဲ့တကယ်ရတော့အေးအကျန်းဘက်ဖွင့်တဲ့ပတ်သက်ပါရှင်လွန်ခဲ့တဲ့ဇန်ပိုင်းဆိုရင်ရန်ကုန်မှာငွေကျပ်66ဘီလီယံကျော်တန်ဖိုးရှိတဲ့ငွေရည်စည်းဝါးတွေဖန်းစီရမိခဲ့တဲ့ဖြစ်စဉ်တွေတခုရှိခဲ့ပါရှင်အဆိုပါဖြစ်စဉ်မှာဆိုရင်ပါဝင်တဲ့တရားခဏ်တွေဟာရခိုင်ပြည်နယ်ဘက်ကပေါ့နော်အကျန်းဘက်လက်နက်ကင်ဖြစ်တဲ့အေးအေးနဲ့ပတ်သက်နေရဆိုပြီးတော့နိုင်ငံတော်ထုတ်ပြန်ခဲ့ပါရှင်အဲ့ဒီသတင်းလေးကိုကျွန်မအချင်းချင်းပြီးတော့ပြောပြပါမယ်ရှင် မတ်လ6ရက်နေ့ရဆိုရင် AI စမတ်ဖွဲ့ရင်လည်းပတ်သက်နေတဲ့ဒီမိုးရစွာတင်ပို့တဲ့သူတွေပေါ့နော်စုစုပေါင်းတရားခံ14ဦးဖမ်းဆီးရမိခဲ့တာဖြစ်ပါရှင့်အခုချိန်ဒီဖမ်းဆီးရမိခြင်းမရှိသေးရဲ့ဂွင်းဆက်တရားခံတွေလည်းရှိရောရှိသေးရဲ့ပေါ့နော်သူတို့ဆက်လက်စူးစမ်းဖမ်းဆီးနေစေပါပဲရှင့်ပြီးတော့ဖမ်းဆီးရမိရဲ့တရားခံတွေရဲ့စစ်စစ်ဖော်ထုတ်ချက်အရာတရင်ဂွင်းဆက်တွေရှိပါရှင့်အဲ့ဒါလေးကိုကျွန်မအချင်းချင်းပြောပြပါမယ်ဝါကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာပန်ဆန်းမျိုးကနေထုတ်လုပ်လိုက်တဲ့မွေးရေးစေဝါတွေကိုပြည်တွင်းလမ်းကြောင်းအနေနဲ့တက်ဆင့်ပြတ်တန်းတည်ဆောင်ပြီးတော့ရောက်ခိုင်းပြည်နယ်ကိုသူတို့တည်တယ် အဒီအတက်ဆိုင်အင်္ဂလိပ်နိုင်ငံဖြစ်တဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကမိုးရေစေဝါမှောက်ခိုးရောင်းဝယ်တဲ့သူတွေဆိုလည်းသူကလက်ကားဖြန့်သေးတယ်။လက်လီလက်ကားဖြန့်ဖြန့်ပြီးရောက်ချနေရပါတော့နော်။အဒီအနေမှာပင်လယ်ရေလမ်းကြောင်းတက်ဆိုင်မလေးရှား၊အင်ဒိုနီးရှားနဲ့အခြားနိုင်ငံတွေကိုလည်းထိတ်ဆက်ပြီးပို့ဆောင်နေတဲ့။တော်တော်ကိုပို့နိုင်တာပဲရှင်တော့တော်တော်စားပစ်ကောင်းတာပဲနော်။အာပြီးတော့မိုးရေစေဝါရောင်းချမှုအစီမံခံကွဲတဲ့သူက AAC ဘွားရဲ့တာဝန်ခံဖြစ်တဲ့ကျဲဝင်းခေါ်ကြော်စိုးလေးနဲ့၎င်းရဲ့ဇနီးဖြစ်သူရွှေကောင်းတာဆက်လီပိုင်ရှင်တီတာမြင့်လို့ဖြစ်တယ်ဆိုပြီးတော့သိရပါရှင့် ဒီစနီးမောင်နှံအဆိုရင်တန်ရန်တောင်ကြီးမန္တလေးနဲ့ရန်ကုန်တို့မှာမော်တော်ယာဉ်ဂိတ်တွေဖွင့်ထားပြီးတော့သူတို့ပိုင်ဆိုင်တဲ့ခီးသက်တင်မှန်လုံရင်16စီးနဲ့တရင်ပို့ဆောင်ရေးလုပ်ငန်းတွေလောက်ကိုင်းနေဆိုပြီးသိရပါရဲ့ရှင့်။မွေးရဆေးဝါးရောင်းချတဲ့သူတွေရဲ့ပိုင်ဆိုင်မှုတွေအရလဲကြောက်ခမန်းလေးတွေကိုများပြတာမြင်ရပါရဲ့ရှင့်။အော်အမှုလေးကိုကြည့်လိုက်တော့လေဟုတ်တော့ဟုတ်တာနော်သူကလေတနင်္ဂနွေလုံးလက်ပတ်ပြီးသွားလို့ရတဲ့ကားလေးထောင်ထားတယ်ဆိုတော့အဆင်ပြေတာပေါ့ရှင်တရားပြရလွယ်တာပေါ့အတမှအဲ့လိုအခြေအနေလေးရှိတာပေါ့နော်တော်တော်ကိုညံကောင်းကောင်းနဲ့လုတ်သွားခဲ့တာဖြစ်ပါတယ် ဒီတော့ဒီအမှုလေးကပေါ်ပေါက်ခဲ့တယ်ပေါ့ရှင်အဲ့ဒီအမှုပေါ်ပေါက်တဲ့အခါကျတော့တေချာကတော့အေအေထောက်ဖို့လေးပေါ့နော်အေအေထောက်ဖို့လေးကပေါ်သွားရဖြစ်တဲ့တော့နိုင်ငံတော်ကလည်းထုတ်ပြန်တာပေါ့ရှင်အေ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 ပေါ့အေအေနဲ့သက်ဆိုင်တဲ့သူပေါ့ရှင်သက်ဆိုင်တော့သက်ဆိုင်နေဆိုပြီးတော့သက်ဆိုင်တဲ့သူနာမည်ကိုထည့်လာတာပေါ့ရှင်ဒါမထူးဆန်းပါဘူးဒါပေမဲ့ထူးဆန်းသွားတာတခုကအေအေဘက်ကနေရှင်အေအေကနေပြီးတော့အဲ့ထုတ်ပြန်ချက်လေးကိုသိလိုက်တဲ့အခါမှာသူအင်မတန်ကိုစိုးရိမ်ထိတ်လန့်သွားပုံရပါရဲ့ရှင်သူကလည်းဘယ်လိုပြောမလဲမခံဘူးပေါ့နော်မခံဘူးထောက်ပြန်ကြတဲ့ခုထပ်ပြီးတော့ထုတ်ထားရှိပါတယ်အဲ့ထုတ်ပြန်ကြတဲ့လေးကိုကျွန်မအယုံဆုံးပြတ်သားပါမယ်ရှင့် မိဘပြည်သူတို့မြင်တွေ့ရတာတော့အေးအေးကနေပြီးတော့ပြန်လဲတုတ်ပြန်လိုက်တာပေါ့ရှင်ခွန်းတုတ်ပြန်လိုက်တာပေါ့ဒီတော့ဒီစာထဲမှာဆိုရင်ထူးခြားတဲ့အချက်လေးပါပါရှင်ဒါလေးကိုကျွန်မထုတ်လုပ်ပြီးတော့တင်ပြပေးပါမယ်နံပါတ်၁အချက်ကတော့ထုတ်ပြန်စာထဲမှာဆိုရင်မိဘပြည်သူတို့ဖတ်ကြည့်ပါမြမတက်မလို့ကိုစိုးဝါးစွာနဲ့ဆွဆဲပုတ်ခတ်ပြောဆိုထားတာဖြစ်ပါရှင်ဘလို့ဆွဆဲထားလဲဆိုတော့မြမတက်မလို့ကိုသူကဖတ်စစ်အကြမ်းဖက်ရာဇဝတ်တက်ဆုံးပြီးတော့ခေါ်ဆိုထားပါတယ်ရှင်တော်တော်ကိုပြင်းထန်တဲ့ဆွဆဲချက်တစ်ခုသာဖြစ်ပါတယ် မြမတက်မလာတော့မှသူတို့ကိုခေါ်တာအကြမ်းဖက်လက်နက်ကိုင်းလိုပဲခေါ်တာသူတို့ကခါတယ်ဖက်စစ်ပြောပါတယ်အကုန်ဆွဲထည့်ပြီးတော့တို့ခါတယ်ပုံမှန်ကြီးကြီးတက်ပြစ်တာပေါ့နော်တတော်ကိုမြမတက်မလာကိုမုံတိနေကုန်ရပါရှင့်ဒါပြင်ဒီနိုင်ငံတော်ပိုင်သတင်းဌာနတွေကိုဆိုရင်လည်းဖက်စစ်အကြမ်းဖက်စစ်တပ်ရဲ့ဝါဒဖြန့်သတင်းဌာနတွေဆိုပြီးတော့သတင်းဌာနတွေကိုပါစိုးဝါးစွာဆွဆွဲပြောဆိုထားပါရှင့်ဒါကတော့နံပါတ်၁ထူးခြားတဲ့အချက်ပါပဲနံပါတ်၂ကတော့သူတို့ထူးခြားချက်ချက်ပေါ့နော်နံပါတ်၂ကယခုလိုဆွဆွဲချက်တရားတဲ့သူတို့အဖွဲ့နဲ့ဘလို့မှဆက်ဆက်မှုမရှိပါဘူးဆိုပြီးတော့အခြေအနေကိုညင်းဆိုထားပါရှင့် တို့ဖွဲ့နေတယ်တဲ့မွေးရကိုင်းခုဖန်းစီရမီရဲ့ကိစ္စမှာမစီမဆိုင်အတင်းရိုးစုတ်ခံရတာဖြစ်ပါတယ်ဆိုပြောလဲကြေညာထားပါတယ်ရှင့်တော်မကြည်မချမ်းပြောဆိုထားတာပေါ့နော်နံပါတ်၃ချက်ကတော့ဖက်စစ်အကြမ်းဖက်စစ်ကောင်စီတပ်ဟာဆိုရင်တဲ့မိမိတို့အဖွဲ့အစည်းတို့တဲ့စီရေးအရာရှုံးနိုင်နေတဲ့ကာလဖြစ်တဲ့အပြင်တဲ့စစ်တပ်အနေနဲ့ပြည်တွင်းမှာပေါ့နော်ပြည်တွင်းမှာရောအင်ဒီဂျင်နိုင်ငံတွေမှာရောနိုင်ငံတကာအလဲမှာပါအရှက်ရနေတဲ့အခြေဖြစ်တဲ့အတွက်ရှက်ရမ်းရမ်းပြီးတော့တို့အဖွဲ့ရောအမျိုးတေးကြီးစွာနဲ့နိုင်ငံရေးအရာထိုးနှက်တိုက်ခိုက်တယ်ဆိုပြီးတော့ထုတ်ပြန်ထားပါတယ်ရှင့် ဒါကတော့သူ့ရဲ့ထုတ်ပြန်ချက်ပေါ့နော်သူ့ရဲ့ထုတ်ပြန်ချက်တိုင်းကျွန်မဖတ်ပြတာပါဒါပေမဲ့ကျွန်မစဉ်းစားရတယ်ကောအော်လို့ဒီထုတ်ပြန်ချက်ကိုရေးတဲ့သူကျွန်မမြင်ကျင်တယ်သိလားဘလို့စိတ်ကူးနေညာရေးလိုက်တာလည်းမသိဘူးပေါ့နော်တကယ်ကိုချက်ဖို့လိတ်ပြအောင်ပြောတတ်တဲ့အဖွဲပါပဲရှင့်နံပါတ်၄ထူးခြားချက်လေးကတော့သူကမြမတက်မယ်ကိုအင်မတန်ကြီးမားတဲ့ဆိုဆိုချက်ကူလို့ပြစ်လို့ထားပါရှင့် ဲ့ဒါပါလဲဆိုတော့ဒူးဆိုင်မှုတွေတဲ့မွေးရစေဝါကိစ္စတွေအပြင်ခေတ်သစ် online လိမ်လည်လောင်းကစားကိစ္စဖြစ်တဲ့ကြားဖြတ်ကိစ္စမှာဆိုရင်တဲ့စစ်တပ်ထိန်းချုပ်ထားတဲ့နေရာတွေဖြစ်တဲ့နေပြည်တော်ရန်ကုန်မန္တလေးမြို့တို့နဲ့ပြည်သူစစ်တွေကြီးစိုးအုပ်ချုပ်ရာနေနေတွေမှာတဲ့အစင်းပြတ်ချစားတဲ့စစ်ဘိုလ်ကြီးတွေပိုင်ဆိုင်တဲ့နေရာတွေပေါ့နော်အဲ့ဒီနေရာတွေမှာဒီလိုရာဇဝတ်မှုတွေကိုအဓိကတွေ့ရတယ်ဆိုပြီးပြောထားပါတယ်ရှင့်အဲ့ဒီစာထုတ်ခဲ့သူကမျက်စိများကန်းနေလားမသိဘူးနော်။ကြားဖြန့်ကဘယ်နားမှာရှိရလဲဆိုတော့သူမသိဘူးရှင့်။ ။ပြန်ဟာသူလေသူကကြိုးကြောင်လုပ်နေတယ်လား။ဂျာပြန်ကဘလို့ဘဲမှာရှိနေရလဲ။ဘဲဒေတာမှာရောက်နေရလဲဆိုတော့ तू မသိဘူးပေါ့နော်။ तू လဲဟိုပြန်ဆွတ်ဆွဲတာပေါ့။ရှင်း तू ကလည်းမခံဘူးပေါ့နော်။မခံဘူးกว่าပေါ့ရှင်းအဲ့လိုမျိုးပြန်ဆွတ်ဆွဲတာပေါ့။ဒါပြင်းတဲ့ဒီဂျာဆွေးမှုတွေနဲ့မွေးရစီဝါကိစ္စတွေမှာတဲ့စစ်ကောင်စီကဘိုလ်ချုပ်ကြီးတွေပါပါဝင်ပတ်သက်နေပါတယ်ဆိုပြီးတော့ तू အတိအကျအောင်ဆွတ်ဆွဲထားပါလားရှင်း။ဒီလိုဆွဆဲချက်အတွက်သူကငင်းများတဲ့တက်တေထောက်ထားရည်လည်းရှိတာကဘာကအတိပါပဲဆိုပြီးတော့သူကကဘာကြီးကိုတော့မှတက်တေခေါ်လိုက်တယ်ဟုတ်နော်အဲ့လိုပေါ့ရှင်ဒီတော့ तू ကတော့တိတိကျကျကို တပ်မတော်မှာတာဝန်ထမ်းဆောင်တဲ့ဘုံချုပ်ကြီးတွေကိုဆွဆွဲထားတာချက်ငွေရေးစေဝါကိစ္စတွေလောင်းကစားကိစ္စတွေမှာဘုံချုပ်ကြီးတွေပါဝင်ပတ်သက်နေပါတယ်ဆိုပြီးတော့ပြောရဲဆိုရဲရှိတာ drone on operation ဒီလိုပြောရဲဆိုရဲရှိတဲ့အကြောင်းရင်းကဘာကြောင့်လဲသူ့မှာတပ်တွေရှိလို့လားဒါစဉ်းစားမယ်ရှင်ဒီဘက်ကတော့လည်းပြန်ပြီးတော့စဉ်းစားမယ်အပိုင်းပေါ့နော်အဖွဲ့စည်းတွေမှာကျွန်တော်ပြောချင်တာရှင်အကတိလိုက်စားတဲ့သူချစားတဲ့သူဆိုတာရှိရဲ့ရှင်အဖွဲ့စည်းတိုင်းမှာရှိတတ်တယ်ဒီလူတွေကမသိသူသိသူလို့ ਨੇ လှုပ်ရှားနေတဲ့ကိစ္စတွေရှိရပါတော့ဒီတော့မြမတက်မတော်မှာရော ဒီလိုမျိုးတရားမဝင်တဲ့ကိစ္စတွေနဲ့ပတ်သက်နေတဲ့အရာရှိကြီးတွေမရှိဘူးလို့ကျမတို့အတိအကျမြင်းဆိုလို့မရတာတော့အမှန်ပါပဲရှင်။ရှိကောင်းရှိနိုင်တယ်ပေါ့နော်။ဒါအခွင့်အရေးတိုင်းမှာမထူးခြားတဲ့ကိစ္စပါပဲ။ဒါပေမဲ့အေအေကအခုလိုမျိုးကဘာကတော့တိပါတယ်ဆိုပြီးတော့တိတိကျကျဆွဆွဲထားတယ်ဆိုတော့သူ့မှာတတ်တည်ရှိလို့လား။ဒါမှမဟုတ်ဒီလိုမျိုးအရာရှိကြီးတွေတည်းကနေပြီးတော့တချို့တွေကပါဝင်ပတ်သက်ပြီးတော့အေအေရဲ့မွေးရည်စေဝါရောင်းဝယ်ရေးမှာအတူတူအကျိုးတူပူးပေါင်းလုပ်နေကြတာရှိလို့လားရှင်။ဒါကြောင့် तू ကထုတ်ပြောရဲတာလား။ ဘာကြောင့်လဲဆိုတော့တော်တော်စဉ်းစားခက်တဲ့ကိစ္စပါပဲเนาะဒါပေမဲ့ကျမအနေနဲ့ကတော့သုံးသက်ချက်ထုတ်ရမယ်ဆိုရင်တော့ဖျဲသည့်တရားတော့ရှိရပဲလေတက်မလို့မှလည်းရှိရဲ့အကစီလိုက်စားသူလည်းရှိရဲ့ချစားတာလည်းရှိမှာပဲရှင်ဒီတော့သွားပြီးတော့များပတ်သက်ထားမိသလားအေးအေးနဲ့ ဒါစဉ်းစားမယ့်ကိစ္စတွေဒါဖြစ်ပါလိမ့်ရှင်ပြီးတော့ဖော်ထုတ်အောင်မယ့်ကိစ္စတွေဒါဖြစ်ပါလိမ့်ရှင်ဒီတော့ထုတ်ပြန်ချက်လေးရတော့ရှင်ရှင်းပါတယ်လို့ချုံးအောင်မယ့်ဆိုတော့ငါတို့မဟုတ်ပါဘူးပေါ့ဒီလိုမျိုးဝေးစေဝါရင်ငါတို့ကရောင်းဝယ်နေရမှာရှိပါဘူးပေါ့ငါတို့ကဖြူစင်ပါတယ်ပေါ့ငါတို့ကအမတန်ကိုဒီလိုမျိုးမတရားတဲ့ဟိုတရားမဝင်ပါရှင်တရားမဝင်လုပ်ငန်းတွေနဲ့အမတန်ကင်းလွတ်ပါတယ်ပေါ့ဆိုပြီးတော့တို့ကတတိချာချာအာမခံပြီးတော့ထုတ်ပြန်ထားဖြစ်ပါလိမ့်ရှင်တကူကခိုးတယ်လို့တော့ဘယ်ဟုတ်ခံမလဲဗျာနော်ဒီတော့ဟုတ်ပါပြီကျမဒီထုတ်ပြန်ချက်လေးပို့ပေါ့နော် ဟိုလက်ခတ်ခြင်းလည်းရတယ်လက်မခတ်ခြင်းလည်းရတယ်ဘာကြောင့်လဲဆိုတော့ဒါသူတို့ထုတ်ပြန်တာလေတစ်ဖက်သက်ထုတ်ပြန်တာလေဘယ်သူမှသက်သေရေရှူပြီးတော့ဩသူတို့အဖွဲ့ရမှန်ပါတယ်ဆိုပြီးတက်တရအင်အားစုကလာပြီးပြောသွားမှာသူတို့ကိုယ်တိုင်သူတို့ရဲ့ကောင်းကြောင်သူတို့ထုတ်ဖော်သွားတာဖြစ်တဲ့အတွက်ကျမတို့ကချင့်ချိန်ပြီးနားထောင်အောင်ပါဗောနော်ဒီတော့ကျမနေနေဟုတ်ပြီသူတို့ထုတ်ပြန်ချက်တာမဲ့လက်ခံပေးလိုက်မယ်ပေါ့ချင်းမူရစီဝါကိစ္စနဲ့ပတ်သက်ခြင်းမရှိဘောဒါဆိုရင်မြန်မာနိုင်ငံမှာရှိနေတယ်တိုင်းသားလက်နက်ကိုင်တွေကဝင်ဝေးစီးကြောင်းနေရရတယ်ရှင့်ဒါလေးနဲ့ပတ်သက်ပြီးတော့မေးခွန်းလေးမေးစရာရှိလာပြီ။ဘာကြောင့်လဲဆိုတော့သူတို့ကမွေးရည်ဆေးဝါးကနေပတ်စံရတာမဟုတ်ပါဘူးဆိုပြီးတီလေးညှင်းဆို့လိုက်ပြီလေ ဒါပေမဲ့မိုးရေစေဝါလာရလမ်းကြောင်းကြည့်တော့လေဝဒေတာနဲ့ဆင်းလာပြီးတော့သူတို့တော့ခါအောင်ရောက်တယ်အဲ့ဒီအနေမှာကုလူရှက်နေပြီးတော့ပို့ဆောင်ကြရတယ်ဆိုတော့အဲ့လောက်လည်းတော့မဟုတ်ပါဘူးမုံလာဥတုံနေလုံးမဲဆိုတော့တော်စင်းစားခက်တဲ့ကိစ္စပဲရှင်တော့ဒီတော့ဟုတ်ပါပြီမိုးရေစေဝါကိစ္စနဲ့ရှင်တို့လက်နက်ကင်ဖွဲ့နေမပတ်သက်ပါဘူးပေါ့ဒါဆိုရင်ကျွန်မမေးခွန်းလေးမေးချင်ပါရှင်ဒါမီဒီယာတစ်ခုအနေနဲ့မေးတဲ့မေးထိုက်တဲ့မေးခွန်းလေးဖြစ်တဲ့အတွက်အေးအေးအပါဝင်လက်နက်ကင်အဖွဲ့အစည်းအားလုံးကိုကျွန်မမေးတာပါရှင်နိုင်ငံတော်အစိုးရမှာတရားဝင် အဖွဲ့ကတော့မြန်မာတက်မလို့ပဲရှိရမြန်မာတက်မလို့နိုင်ငံတော်ဘတ်ဂျက်နဲ့သူသူ့ရဲ့ဝင်ငွေကဖန်တီးနေရတာအားလုံးတိုင်းနိုင်ငံလုံးအသိပဲအဲ့နိုင်ငံတော်ဘတ်ဂျက်ဘယ်ရလာလဲဆိုပြည်သူရဲ့အခွန်အားနေလာတယ်ဒါကတော့မြန်မာတက်မလို့ရဲ့ဝင်ငွေစီးကြောင်းကိုကျမတို့တိုင်းနိုင်ငံလုံးတစ်ကမ္ဘာလုံးသိရဲ့ကိစ္စဒါဆိုလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ငွေကြေးတွေကဘယ်ရရလာလဲရှင့်ဒီတော့ကိုကမွေးစေဝါနဲ့ပြန်ရလာမဟုတ်ဘူးလို့ညင်းနေဆိုဘယ်ရရလဲဆိုတာထုတ်ပြလေဒါဟာတက်တည်ပြချက်တစ်ခုသာဖြစ်ပါလေငါတို့မဟုတ်ပါဘူးညင်းနေအောင်လည်းပြီးသွားမယ့်ကိစ္စမဟုတ်ဘူးရှင့်ဟုတ်တယ်မလားအဲ့တော့ကိုမဟုတ်ကြောင်းကို ပြောချင်လဲဆိုရင်တက်တေပြချက်ဆိုတာလိုပါတယ်ဒီတော့တက်တေပြချက်လေးပေးပါမူရီစေဝါနေပတ်စံရတာမဟုတ်ဘူးဆိုဘယ်လမ်းကြောင်းနေပတ်စံရတယ်ဒီပတ်စံနေဘလို့စီမံခန့်ခွဲနေရလဲအခုဘလက်ရှိကိုဒီကောင်းဆောင်နေဘယ်နိုင်ငံတွေမှာနေထိုင်ပြီးဘလို့ဘဏ်အကောင့်တွေကိုသုံးပြနေတာလဲရှင့်ဒီပတ်စံနေဘလို့စီစဉ်နေရလဲရှင့်ဘယ်နိုင်ငံတွေလက်နက်တွေအဝယ်နေရလဲရှင့်မိကြမိကုန်နေအများကြီးပါနော်ဖြေတက်ရလားရှင့်ဖြေနိုင်ရလားရှင့်ဒါလေးတော့မေးချင်ပါတယ်နော်ဖြေတာခါကျရင်တန်းတန်းလက်နက်ကိုင်းတယ်ဘာမှမပြေဘူး ်ဒီလားအေးအေးလေးဒီလိုပဲလဲတော့လဲတပတ်မပြေဘူးရှင်တပတ်မပြေရှာအောင်အလဲမာရင်ရက်တက်နော်ဒီတော့ကျမတို့မေးမယ်ဆိုမေးလို့ရတယ်မီဒီယာအနေနဲ့မေးလို့ရတယ်ရှင်ညီမတက်မလို့လဲမေးလို့ရတယ်လက်လက်ကိုင်လဲမေးလို့ရတယ်ညီမတက်မလို့ဖြေမှာပဲကျမညီမတက်မလို့ဖြေမဲ့ဖြေဘူးတီးပြီးသားဘာကြောင့်လဲဆိုတော့လဲပြင်မှာဆင်သွားသူရှင်းနေရသူတို့ဝင်ဝင်လမ်းကြောင်းကတရားဝင်ဖွယ်စီလေးတက်ကနေပဲသွားရတာဘယ်ဘက်ကကသွားရလဲဘသူကထောက်ပံ့နေရလဲဒီဘက်ကနေဘယ်ရရရလဲမေးမယ်ဆိုဖြေမှာလားရှင်ကျမက မေးတဲ့မေးခွန်းတွေကရိုးရှင်းတဲ့မေးခွန်းတွေပါနော်အဖွဲ့အစည်းတစ်ခုရဲ့ငွေကြေးပေါ်မှာဘယ်လိုစီမံလဲဆိုတော့ယူယူလေးလေးမေးသွားတာဒီမေးခွန်းတွေကိုအေးအေးအားဖြေနိုင်တယ်ဆိုရင်သူပြောတဲ့ငွေစည်းဝါနဲ့သူတို့ကမသက်ဆိုင်ပါဘူးဆိုတဲ့ကိစ္စကိုကျွန်တော်တို့ယုံကြည်ပေးမယ်ခုလိုပြောပြပေးတဲ့စနိုက်ပါဆုလည်းကျေးဇူးတင်ပါတယ်လေကားပါဗျအေးဆိုတဲ့ကောင်တွေကကြောင်းလေးကြောင်းစားတယ်နော်ဟိုတခေါက်ခိုးတယ်လို့တော့ပဲပြောလို့ရတယ်ဗျ။လေကားဒီကောင်လေးမကြခင်အေးဆိုတဲ့ကောင်မျိုးတုံးတော့မှတော့နေတယ်။မကြတော့ဘူး။သိကြတယ်။ ဒီနှစ်အတွင်း2025အတွင်းမှာပဲဒီခါနေအကောင်လုံးမျိုးတုံးပါဗျာနော်ကောင်းတဲ့ခါနေတော့မဆိုးလို့ပါနော်အကျန်းဖက်တောင်းတဲ့သူထောက်ခံတဲ့ခါနေနော်အေအဖွဲ့ဝင်တွေအကောင်လုံးမျိုးတုံးပါဗျာနော်